အယယာဟာအခုစိတ်တိုင်းကြပါပဲအခုပြောသမျှစကားတိုင်းဟာအမိတ်ဖြစ်ပြီးကိုဟာအခုကိုနှက်ပြားတပါလို့ယူချိုးကိုးကွယ်ခဲ့ပါတယ်ကိုဟာမြင်နေသမျှအယယာကိုအဖြူလို့မျက်လုံးစုံမေးယုံနေသည်အခုဟာကို့ပေါ်အဲ့ဒီလိုလွှမ်းမိုးနိုင်ခဲ့အခုနာမနေရတဲ့အချိန်တွေဟာမနှိုးချင်တဲ့အိမ်မက်တွေလို့ ပြီးမသွားစေချင်တဲ့စာအုပ်တအုပ်လို့ဘလို့ပဲဖြစ်နေပါစေပေါ့အိမ်မက်ကနေအချိန်တိုင်းနိုးထရတာပဲမဟုတ်လားအကူမှာကိုယ်ပဲတော့မှမလွမြောက်ချင်ခဲ့ဘူးတဲ့အညိုရောင်ခက်ဖြော်ဖြော်မြက်ဝန်းတွေရှိရဲ့အဲ့ဒီမြက်ဝန်းညိုတွေဟာနောက်တနေ့မနေ့မှနိုးထလာဖို့အကြောင်းပြချက်ဖြစ်ခဲ့ရာဒီနေ့နဲ့ဆို၄နှစ်ပေါ့ ကိုကအဲ့ဒီလိုအကိုရဲ့ shark engine ကော်လံဖြားလေးမှာမြတ်တောင်စွန်းကလေးမှာကဲ့ညီနေချင်ခဲ့ပြီးဘယ်တော့မှလွင့်ထွက်မသွားအောင်ကိုကိုကိုချီနှောင်ထားချင်ခဲ့ပါတယ်ကိုထပ်သုံးနေကြည့်ရဲ့အမျိုးသားဟာညီမလေးလို့နုံနုံညံ့ညံ့ခေါ်တတ်ပြီးနာမည်ခေါ်တန်ကြားတာနဲ့ရောက်ရနေရာကနေသခင်စီပြန်လှည့်ပြေးတတ်တဲ့ခွေးကလေးဟာကိုပါပဲ လူတွေဟာဘသူဘသူရဲ့အပိုင်းမှမဟုတ်ဘူးလို့ကြီးကြီးကျယ်ကျယ်ပြောတတ်တဲ့မင်းကလေးဟာချစ်ရတဲ့အကိုကိုတော့ဘဝတစ်ခုလုံးရဲရဲရော်ရော်ပေးချင်ခဲ့ပါတယ်။ပေးလဲပေးခဲ့တယ်။ညီမလေးလို့မကြာခဏခေါ်တတ်တဲ့အကိုဟာကိုရဲ့အရာအလုံးဖြစ်ခဲ့ပြီးအကိုတွေ့တော့ကိုဟာတခုခုမဖြစ်ခဲ့ဘူးဆိုတာကိုဘဝရဲ့ဝမ်းနည်းစရာအကောင်းဆုံးစောင့်ဝင်ခဲ့မှာပဲ။ ျက်နှာကလေးကိုငေးရယုံအပြုံးတွေကိုမြင်နေရယုံနဲ့ချိန်နှက်ခက်တဲ့ကူဟာအခုစီကချက်ချင်းမြေတာကိုလောဘတကြီးမျောလင်းခဲ့မိပြီအဲ့ဒါဟာကိုယ်တွေဝင်တိုင်းမိတိုင်းမှာသွေးထွက်နေတော့မဲ့အနာတရလည်းဖြစ်ခဲ့ပါတယ်အဲ့လိုမမျောလင့်စေချင်ဘူးဆိုရဲအခုစကားကိုကဘာတစ်ခုလုံးခဏရက်သွားဖို့အတွက်ကောင်းကောင်းလုံလောက်ခဲ့ပါတယ် လူတွေဟာမျောလင်းချက်နဲ့ရှင်သန်ကြတာကိုမေ့နေသလားကွယ်။ပန်ဆိုင်ရပြီးမှလက်လွတ်လိုက်ရခြင်းနဲ့ဘယ်တော့မှမပန်ဆိုင်လိုက်ရခြင်းမှာဘယ်ဟာပိုနာရသလဲကိုတကယ်မသိပေမဲ့နှုတ်ဆက်ရတာတွေဟာဘယ်တော့မှမလွယ်ကူဘူးလို့ထင်ပါတယ်။အကူဟာကိုအမြဲမျောကြည့်နေကြရတဲ့လူပါပဲ။ကိုဝယ်ဖို့မတတ်နိုင်ခဲ့တဲ့ဈေးကြီးပကြီးကတစ်ချက်ဖြစ်ခဲ့ပြီး ကိုဝယ်ဖို့တက်နိုင်ခဲ့ရင်တော့ဝယ်ခွင့်မရတဲ့။ပိုင်ဆိုင်ခွင့်မရှိရဲ့ခက်လက်လာပကြီးကပေါ့။ကိုလက်ခံရမှာပါပဲ။ဆိုင်ဝင်းမြင့်ရဲ့ကြပြလေးတစ်ပုဒ်ရှိရဲ့။စိတ်ကူးထားတဲ့ခိုင်းမှာဟက်ကလေးကမနာဘူးတဲ့။